အားလုံးမင်္ဂလာပါမလန်းလိုင်း entertainment မှာပြန်လည်အကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ကလန်းလိုင်း entertainment ကနေ season အလန့်အသစ်တွေကိုစင်ဆက်မပြတ်တင်ဆက်ပေးနေမှာဖြစ်လို့ subscribe like share လေးတွေနဲ့အားပေးကြဖို့မေတ္တာရခံကြပါလေအားလုံးကိုကျေးဇူးတင်ပါတယ်ပြန်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ခုချိန်မှာတော့ကျွန်တော်တို့အစင်းနဲ့ဖြတ်ကြပြီဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့အစီအစဉ်လေးကိုစလိုက်ကြရအောင်ဗျာဒီကနေ့မှာတော့အပြုံစင်လေးများ ပထမဆုံးချင်းအလိုခံရတဲ့အခါဘာတွေဘယ်လိုပြောင်းလဲသွားတာလဲဘယ်လိုခံစားလဲဆိုတာတင်ဆက်ပေးခြင်းပါလေအရေအကြောင်းမပြောခင်အလိုသိထားတဲ့ကြီးပေါင်းကဘယ်လိုလူတွေမှအများဆုံးဖြစ်တာလဲဆိုတာအရင်တင်ဆက်ပေးပါစေရှင်အရာပြီးမှပဲအပြုံစင်လေးများပထမဆုံးချင်းအလိုခံရတဲ့အခါဘာတွေဘယ်လိုပြောင်းလဲသွားတာလဲဘယ်လိုခံစားလဲဆိုတာတင်ဆက်ပေးပါမို့ အဆုံးထိကြီးပေးကြပါရှင်။ဇီဝောင်းကဘလုံလူတွေမှာအများဆုံးဖြစ်တာလေ။ဇီဝောင်းတက်ခြင်းကိုလေလာကြရအောင်။ဇီဝောင်းတက်ခြင်းကိုအွေရသူတွေတုံညတသမတကနေတုံညတသမ900ခိုင်နှုန်းမှာတွေ့ရတတ်ပါရင်ဇီဝောင်းယောဂါကအသက်အရွယ်မရွေးဖြစ်ပေါ်နိုင်ပေမယ့်နိုင်ငံတကာစစ်တမ်းတွေအရာတော့စိုက်ကြောသက်တွေမှာပိုအဖြစ်များတယ်လို့ဆိုထားပါတယ်။အမျိုးသမီးတွေမှာလည်း ကြည်ပေါင်းတန်နာချီကလည်းတောင်မန်အဖြစ်အမျိုးသားရိထက်ယောနေတက်ပါတယ်။ကြည်ပေါင်းရောကဘာသာဖြစ်တယ်လဲ။တိကျသေးကြတဲ့ယောဂဖျားခြင်းအကြောင်းရင်းကိုတော့ပညာရှင်တွေရှာဖွေနေစေပါ။မျိုးရိုးပီစာနဲ့သက်ဆိုင်တယ်လို့အယူအဆတွေရှိသလိုကြည်ပေါင်းယောဂဖြစ်စေနိုင်တဲ့ပီစာရှိပေမဲ့လည်းယောဂဝေဒနာမဖြစ်သေးတဲ့သူတွေလည်းရှိပါတယ်။အတေကြတော့မပြောနိုင်သေးပါဘူး။ ယောဂလက္ခဏာတွေကဘာတွေရှိနေကြည်မောင်ဝေဒနာရဲ့အပြစ်များတဲ့သိတာထိရှားတဲ့လက္ခဏာတွေကတော့အယုအစင်များ နာကျင်ခခဲ့ခြင်းအယုများပိုကက်ခြင်းအယုများနဲ့အစစ်များနာကျင်စာရာတွေပဲဖြစ်ပါတယ်ကုသဖို့ဆိုရင်ရောဘာတွေလိုအပ်ပါသလဲကြည်မောင်ယောဂဆိုတာယောဂအစင်စိတ်ရှိတဲ့အတွက်ကုသမှုပုံစံချင်းကလည်းမတူပါဘူးတစ်ခါက လေ့ကျင့်ခန်းတွေနဲ့တက်သားသွားနိုင်တယ်လို့တက်ခါတလဲတော့အယူတွေပိုကန်နေတဲ့အတွက်ခွဲစိတ်မှုပြုလုပ်ရတာတွေလည်းရှိတတ်ပါတယ်။ဘလို့ကာကွယ်ရမလဲ။ကြည်ပေါင်းရောဂါတွေအနေနဲ့ဆက်လက်သောက်ခြင်းကိုအပေးပိုင်ရဖို့တိုက်တွန်းချင်ပါတယ်။အိပ်ဆက်တဲ့နေရာမှာလည်းတောက်တင်တဲ့အရာကိုပိုရွေးချေစေလိုပါတယ်။ယူယူတန်တန်ထိုင်ကုန်တွေထက်လက်ကန်ပါတဲ့ထိုင်ကုန်တွေကကြည်ပေါင်းရောဂါတွေကိုပိုအထောက်အကူဖြစ်မှာပါ။ ဆီဆက်လက်စတွေကိုမတိခိုင်အောင်တရိပ်ထားဖို့ပြောကြားခြင်းပါတယ်ရှင်ဆက်လက်ပြီးတော့အပြုစင်တွေများပထမဆုံးတဲ့အလိုခံရတဲ့အခါပါရီဘလူးပြန်သွားတာလေဘလူးခံစားရတာလေဆိုတော့တင်ဆက်ပေးခြင်းပါတယ်အပြုစင်လေးအဖောက်ခံရပြီးပါရီပြန်သွားလေဘလူးခံစားရလေအပြုစင်ဘဝတဏှာဖြစ်အပြုဝစေဖြစ်ခြင်းကိုအမျိုးမျိုးအတိတ်ပဲဖွေဆိုကြပါတယ် ကျမရဲ့ရှူတော့အရာကြည့်မယ်ဆိုရင်တော့အမျိုးသားတစ်ယောက်နဲ့တစ်ချိန်တစ်ခါလိမ်ဆက်ဆက်မှုရှိဖို့တဲ့အမျိုးသမီးတွေတန်တရာဖြင့်အဖောက်လေတဲ့လေမဝင်မှုတွေရဲ့အပြုဆိုင်လို့သတ်မှတ်ပေးအမျိုးသားတောင်းနဲ့လိမ်ဆက်ဆက်လာရင်အဖောက်ထဲလေးဝင်မှုတွားရင်အမျိုးသားတောင်းရဲ့အထွက်သေးသေးပြမြောင်သေးဖြစ်စေမပြမြောင်သေးဖြစ်စေ အပြုစင်ဘဝကိုဆုံးလွန်လာရပြီလို့သတ်မှတ်ပါရင်မိခလေးတယောက် ပထမဆုံးအမျိုးသားတစ်ယောက်နဲ့အတူတူလိမ့်ဆက်ဆက်မှုပြုတဲ့အချိန်နဲ့ပြုပြီးတဲ့နောက်မှာဘာတွေပြောင်းလဲမှုဖြစ်လဲဆိုတာကိုဆက်ဆွေးနွေးသွားမှာပါလို့ကျမတို့မိကလေးတွေပထမဆုံးချိန်အလိုခံရတဲ့ကောင်လူတိုင်းပထမဆုံးဆိုတာကိုကြောက်တတ်ကြပါရဲ့ရှင်အမျိုးသမီးပဲဖြစ်ဖြစ်အမျိုးသားပဲဖြစ်ဖြစ်ပထမဆုံးလိမ့်ဆက်ဆက်မှုပြုတဲ့အခါနာကျင်မှုကိုကြောက်တတ်ကြပါရဲ့ဒါပေမဲ့သိထားရမှာကတော့ လိမ့်ဆက်ဆံမှုဆိုတာကိုလူခန္ဓာကိုယ်ရဲ့တဘာဝတုံ့ပြန်မှုတစ်ခုလို့ပဲသဘောထားတယ်မရင်တော့တယောက်နဲ့တယောက်အပေးယူများ နာကျင်မှုခင်အောင် ပုံပွင့်လေးလေးပြောဆိုဆက်ဆံမှုကလည်းအရေးကြီးပါတယ်ရှင်နောက်တစ်ခါအပြုမေးပါကိစ္စကိုကြည့်အောင် အပြုမေးပါပေါ့ပြီးတွေးထွက်ခြင်းနဲ့အပြုစင်ဘွားကိုတိုင်းတာတာလောက်ဒီမေးကိုရဲ့အဖြေကိုဖြေရမယ်ဆိုရင်တော့လုံးဝမဟုတ်ပါဘူးနော်အပြုမေးပါဆိုတော့ မိကလေးတိုင်းမှာတရားနဲ့တရားပပုံပါနေမတူညီကြပါဘူး။တချို့ကမွေးကလေးကအပြုံမိပါမပါလာတော့အပြုံမိပါကထုံလုံးနေတော့အပြုံမိပါကနေရလွယ်မှရှိနေတော့အဲ့လိုပြဿနာမျိုးတွေရှိတတ်ပါတယ်။ဒါအပြင်အပြုံမိပါဆိုတဲ့ဝဟာရတိုင်းအရင်ပါပဲပမှန်တော့မသိထားတဲ့အတွက်ပထမဆုံးလိမ့်ဆန်ဆန်တော့မှန်တော့လဲမိမကိုလန်ဆောင်ကနေသိမစင်တာမျိုးဖြစ်တတ်ပါတယ်။အဲ့ဒါကြောင့်အပြုံမိပါပမှန်ပါကိုကြည့်ပြီး ပြုစင်ဘဝကိုတိုင်တာဖို့ကတော့ခက်ခဲလာပါတယ်ရှင်။သိထားမှာကသမတို့ရဲ့အပြုစင်အဖို့လေးတွေကအပြုမေပါလေးဟာရှင်တို့ရဲ့လီနဲ့ထုံမပောက်ပေသေးထွက်တာမဟုတ်ပါဘူးရှင်။စပိန်စီရင်ခုံပေါဆော်ကစားရင်လေးချင်ခံတို့ရဲ့ပေါက်ပြင်းနိုင်ပါတယ်။ဒါကြောင့်အပြုမေပါပေါက်မပါကိုကြည့်ပြီးအပြုစင်ဘဝကိုတိုင်တာလို့မလွယ်ပါဘူးနော်။ဒါဆိုရင်ကျမတို့မိခင်လေးတွေပထမဆုံးချင်းအလို့ခံရပေးတာနဲ့ ခန္ဓာကိုယ်ပြောင်းလဲမှုဖြစ်စဉ်တွေကဘာတွေလဲလေ့လာကြည့်အောင်ခိစက်ဆံမှုရှိပြီးတဲ့အမျိုးသမီးတွေနဲ့အမျိုးသားတွေမှာခန္ဓာကိုယ်မှာသိတာထိရှားတဲ့အရေးရှိပြောင်းလဲမှုတွေမတွေ့ရပါဘူးလိမ့်ဆက်ဆံမှုအချိန်တွေမှာထွက်တဲ့ဟော်မုန်းတွေကြောင့်သာမိမကိုယ်လမ်းကြောင်းချိုးစိထွက်တာနှလုံးခုန်တွေမြန်လာတာသွေးထွက်တာအသားရည်တွေမြန်လာတာအမျိုးသားအင်အားထောင်ပန်းလာတာမျိုးဖြစ်လာတာပါဒီပြောင်းလဲမှုတွေဟာခန္ဓာဝေကြတာပါ လိမ့်ဆက်ဆံမှုပေးရင်ပုံမှန်တိုင်းပဲဖြစ်သွားပါတယ်။ထန်နေတော့လူနေကြတော့မှသာမိမကူလန်းကြောင့်ချောစီထွက်တော့နှလုံးခုန်လုံးတွေပြန်လာတာချွေထွက်တော့အသားရည်တွေပြန်လာတော့အမျိုးသားရင်ကထောင်မလာတာမျိုးပြန်လာတာပါကိစ္စပဲလို့စဉ်းကျင်သွားရင်မူလာချင်းတွေကိုပြန်ရောက်သွားပါတယ်နော်။စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုဖြစ်စေမြောင်လူတယောက်နဲ့တယောက်စိတ်နေစိတ်ထားတွေမတူညီကြသလိုအပြုံစင်ဘဝပေါ်မှာခံယူထားခြင်းမလဲမတူညီနိုင်ပါဘူး။အများအားဖြင့်တော့ ပထမဆုံးလှုပ်ခိုင်းရပြီးအပြုံစင်ပွားကိုဆွန်လွန်ပြီးတဲ့နောက်မှာအာငယ်စင်များတော့ကိုကိုကိုယုံကြည်မှုအားနည်းလာတော့တောင်စင်များတော့ဝန်နေတော့စရစ်စိတ်ဖြောင်းလဲတွေအမျိုးသမီးတော်တော်များများမှဖြစ်တတ်ကြပါတယ်။ကာလချင်းဒီပေါ်မှုတည်ပြီးခရယချက်တွေသာပြောင်းလဲသွားတော့အလိုခရယရောအပြုံစင်ပွားကိုဆွန်လွန်လာရုံနဲ့မိမိတဘောအလုံးပြည့်စည်သွားတဲ့ခံယူချက်မျိုးမျောလင်းချက်မရှိတဲ့ခံယူချက်မျိုးတော့လုံးဝမတွေ့သင့်ပါဘူး။အပြုံစင်ဘဝဆိုတော့ ကလဝဟာရတခုပါမိမိဘဝဖြစ်တယ်မို့တိတ်ဆောက်မှုကိုပေးတဲ့အရေးကြီးတဲ့အခန်းကဏ္ဍတခုမဟုတ်ဘူးလို့အကြံပေးပါစေရှင်ဒါပေမဲ့ပထမဆုံးချင်းလောက်ခဲ့မဲ့အပြုစင်လေးတွေတိတ်ထားတဲ့အချက်တွေရှိပါသေးတယ်မိခလေးတွေရောတလားတခါရှားသေးလာပြီးတော့ပြီးတဏီယာပြေအပြုမဝင်ပြီဆိုတာနဲ့မျိုးဆက်ပေါ်နိုင်စရှိပါပြီပထမဆုံးအလုခံမယ်ဆိုရင်လည်းစမ်းမရဲ့အသိနေတဲ့ပမျောလေးမဲ့ကိုဝင်ဆောင်ရနိုင်နေဆိုတဲ့အချက်ကို ထည့်သွင်းစဉ်းစားပေးဖို့အရေးကြီးပါတယ်။သောက်ဆက်ချာကျမကြီးနဲ့မျိုးဆက်ဘွားကျမကြီးတောင်ကိုလည်းသိချာလေးလာထားတင်ပါတယ်။နောက်တစ်ခုကတော့လင်္ကာတစိခုဆက်တတ်တဲ့ယောဂမြောင်အနေကိုဒီကိုပါ။ကိုနဲ့လေးဆက်ဆက်မဲ့တပတ်သူကယောဂပုံခင်းသလားဆိုတာကိုမျက်စိနဲ့ကြည့်ပြီးမသိနိုင်ပါဘူး။တစ်ချိန်တစ်ခါလဲမယုံကြည်ရတဲ့အတွက် လိမ့်ဆက်ဆံမှုမပြုခဲ့သွေးစိတ်ကြီးတော့ဒါမှမဟုတ် သိမစက်နိုင်တဲ့ရင်လည်းအကခွဲကုန်လုံးသုံးနာမျိုးကနှစ်ဦးနှစ်ဖက်အတွက်စိတ်ထားပါရရှင်ဒီကနေ့တင်ဆက်ပေးတဲ့ကြားလေးကိုတော့ဒီမှာပဲရှင်းနာဝင်ပြပါရှင်နောက်ထပ်လည်းကျွန်တော်တို့ channel ကလည်းပို့သူတပစ်စင်မေးကြားလေးတွေကိုရွေးချယ်တင်ဆက်ပြီးမှမို့စောင့်မျှော်အားပေးကြပါအောင်ရှင်ကြည့်ရှုမှာပေးခဲ့ကြတဲ့ပရိသတ်တရားစီစီကိုကျေးဇူးတူပဲတင်ရှိပါရရှင်